ောကြိုက်တူဖျားသွားရယ်ဗျာရှင်ဗျာအဲ့ဒီတန်လေးမှာရွှေသင်္ကန်းကတ်တဲ့နေရာလေးမှာမိန်းကလေးများမဝင်ရဆိုပြီးရေးထားရယ်ဗျာအချို့နေရာမှာဆိုရင်လည်းတိမ်ထဲကိုမိန်းကလေးမဝင်ရဒါဆိုရင်ဖျားကလူလူချင်းခွဲခြားရယ်လို့မမြင်မိဘူးလားဗျာအဲ့ဒါကတော့မြမလူကြီးတွေတယူတန်ပေါ့နော်ဒါကတော့ဖျားဝါဒမဟုတ်ဘူးမြမဝါဒလို့ခေါ်တယ်နော်အဲ့တော့မြမရိုးရာဒလိနော် traditional နဲ့ ဘုရားရဲ့အဆုံးအမနဲ့ကိုခွက်ခွက်ပြပြဦးဆုံးတော့ယနေ့လူငယ်တွေသိဖို့လိုသွားပြီနော်ယနေ့လူငယ်တွေဦးဆုံးတော့ယနေ့ခဏခဏတိုက်တွန်းနေတာကတော့ရိုးရာဒလိနဲ့ဘုရားဘာသာအဆုံးအမကိုခွက်ခွက်ပြပြလေ့လာဖို့လိုပါတယ်မေးဖို့လိုတယ်အခုယနေ့ဦးဆုံးတော့ဘယ်နေရာမှာမဆိုဘာသာရေးကိစ္စနဲ့ရိုးရာဒလိကအများအားရောထွေးနေတယ်ဒါတော့ဦးဆုံးတော့ generation မျိုးသက်တည်းတွေအနေနဲ့ new generation တွေအနေနဲ့ဘာကိစ္စပဲတွေ့ရတွေ့ရမျက်စိမမလုံမယုံပါနဲ့မလုံပါနဲ့ မေးပါနော်ဆရာတော်ဇာတက်ပေတဲ့ဆရာတော်ကြီးတွေကိုမေးခုနကတခါရေးတွန်းလျှောက်တယ်လို့ကဲအခုချွေတင်ကို sorry ဒီတိုက်တီးရောဖခင်ဝင်တယ်ကိုနော်မျိုးသမီးမဝင်ရဘူးဆိုတော့ဒါဖခင်ဟောတယ်မှာပါတလားနော်မေးတယ်နဲ့မေးရမယ်အဲဆိုရင်ပါတယ်ဆိုရင်တော့ကဲလိုက်နာမယ်ဟုတ်တယ်နော်မပါဘူးဆိုလို့ချင်းဆိုတော့ဒီရိုးရတလေးကိုဆိုတော့ပယ်တင်တယ်ပေါ့နော်ဆိုတော့မျိုးသမီးဝင်လို့ရှိရင်ကဲဟိုဖခင်ကဝါဟောခဲ့တယ်လေဟိုတိမ်တဲ့ကိုမျိုးသမီးဝင်ရင်မဖြစ်တယ်လေပေါ့နော်ဖခင်ဟောခဲ့တာရှိသလားမရှိဘူးလားမေးတယ်နဲ့ပေါ့အဲ့လိုပဲဦးဇင်းတို့ဟိုဒီ အတုပတဲ့ရဲကားတွေဟလာရွာတဲ့ကိုဝင်လို့ချင်းခိုက်တဲ့သူဘာလို့ပြောကြတာလဲနော်အဲ့တော့나ရေးကူညီရေးကားတွေဆိုတော်တော်အခက်အခဲတွေကြုံရတာပေါ့ဆိုတော့အဲ့ဒါမျိုးဆိုလို့ချင်းတို့တို့ဒါ new generation တွေအနေနဲ့မေးတဲ့ ਨੇ ဒါမျိုးတွေကပြည်ထက်တဲ့မှာရှိသလားဘုရားဟောတယ်မှာပါသလားအထက်ကရာဒီကထဲမှာပါသလားအဲ့တော့ပါတယ်ဆိုရင်တော့ဒါလိုက်နာပေါ့နော်မပါဘူးဆိုရင်ဆိုလို့ဒါလိုက်နာစရာမလိုဘူးလေနော်ဟောတော့ရွာတလေးတွေကတခါတလေဦးဇင်းတို့ဒီပါခေါ်လဲဆိုတော့ဗုဒ္ဓရဲ့အဆုံးအမတွေကိုအများကြီးဖြည့်ဆည်းသလိုဖြစ်သွားတာတွေရှိတယ်ဦးဇင်းတို့ပြောပြောနေတာကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဖြစ်လဲဆိုတော့သာသနာကိုကိုစားပြုနေတယ်အားလုံးနားလည်ထားတာကမြန်မာလူမျိုးတွေဗုဒ္ဓဘာသာလို့သတ်မှတ်ထားကြတာအဲ့တော့မြန်မာလူမျိုးတယောက်လှုပ်လိုက်တဲ့အလုပ်ဒီသာသနာကိုကိုစားပြုနေတယ်အဲ့တော့သူတို့တို့များအားလုံးကိုဖခင်အဟောင်းနဲ့အညီလှုပ်တယ်လို့လူတွေကထင်သွားကြတယ်ဒီတိုင်းပဲဘုန်းကြီးလှုပ်တဲ့များအားလုံးကိုဖခင်သားတော်ဖြစ်တဲ့အတွက်ကြောင့်ဒါဖခင်ဟောင်းနဲ့အညီလှုပ်တယ်လို့ထင်သွားကြတယ်ကျတော်ဦးဇင်းတို့ကတရားဓမ္မတွေကမေးတင်တယ်ဒါဟာပြိတ္တကေဓမ္မတကယ်ပါရဲ့လားနော်အဲ့တကယ်ပါတယ်ဆိုတော့ဒါလက်ခံရမှာပေါ့မပါဘူးဆိုတော့လက်ခံစရာမလိုတခါတလေရိုးရာဒိဋ္ဌိတွေကမိစ္ဆာဒိဋ္ဌိဘက်ကိုတောင်ရောက်သွားနိုင်တယ်နော် ကမ္မတက္ကရာဉာဏ်တွေကိုပယ်သလိုဖြစ်သွားနိုင်တာရုပ်တရည်တွေရှိတယ်။ကြည့်လေတည်သွားတဲ့အတုပအလောင်းကောင်မဇ္ဇတဲ့ကိုပါလဲမူးစေမဇ္ဇတွေထည့်လိုက်ကြတာကဒုခဆိုပြီးတော့ဟာလာလာဆိုတော့အဲ့ဒါတွေဆိုရင်လည်းဥစ္စလို့ဒါမျိုးဆက်တဲ့တွေနဲ့မေးတယ်နဲ့ကြည့်လို့ကြည့်လေလုတ်ပြီးဆိုပြီးတော့မျက်စိမိတ်မယုံနဲ့မေးရမယ်။ပညာဗုဒ္ဓဘာသာဝင်ဖြစ်အောင်မေးရမယ်။ဆိုတော့အဲ့ဒါမျိုးကပိဋကတ်ထဲမှာပါလာရွေချက်ကဘာဘလို့လဲတကယ်ဟုတ်ကဲ့လားပေါ့နော်မေးတယ်နဲ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဒလိတွေကဘုရားအဆုံးမလို့လို့ဘာလို့လို့နဲ့ကြာရင်ဖြစ်သွားမှာပေါ့ ော်အဲ့တော့မိစ္ဆာအယူဝါဒပုံစံမျိုးတွေပြောင်းသွားနိုင်တယ်